မြန်မာနိုင်ငံမှာတရားဝင်သတ်မှတ်ထားတဲ့အခြေခံလောက်ခလာစာကတော့တရက်ကို4800ကျပ်ဖြစ်ပါတယ်။ဒါဟာတရက်၈နာရီအလုပ်လုပ်ခြင်းအတွက်2018ခုနှစ်ခရဲကသတ်မှတ်ချက်ပါ။ဥပဒေထဲမှာအခြေခံလောက်ခကိုနှစ်နှစ်တခါပြင်ဆင်သတ်မှတ်ပေးရမယ်လို့ပါရှိပေမဲ့လည်း9နှစ်ကြာလာတဲ့အထိအ ਨੇ ဆုံးလောက်ခလာစာကျပ်4800ကနေတက်မလာခဲ့ပါဘူး။အခြေခံလောက်ခလာစာကတက်မလာပေမဲ့တစ်ဖက်မှာတော့ကုန်စည်နှုန်းတွေကမိုးထိုးတက်နေတာကိုဘယ်လို့မှမတားဆီးနိုင်တာပါ။ ခြေခံလုံသားတွေဝယ်ယူစားသုံးနေတယ်။ဇီယာဆန်တပီက3400ချက်၊စွန်းသွဲတပီက7300အထိမြင့်တက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့လောကလာသာဒုက္ခလာရဲဆိုပြီးတော့ပုံစံတော့လည်းဟိုရက်တန်နေတာမဟုတ်ဘူးလေဗျာအဲ့တော့တက်လာတာညတော့ဘာမှထူးခြားမှုလို့ကျွန်တော်တို့တော့ကတော့လူသမားအခြေခံဆန်းရောက်တော့ကတော့ဘာမှထူးခြားမှုတိတ်မရှိတော့ဘူးဗျာလက်ရှိကဟိုတက်လာတဲ့ပုံစံတွေနဲ့ကျွန်တော်တို့ရတဲ့ပြဿနာတွေက ်ဘာပြောဦးလဲမကြောက်တော့ခါတော့ဒီစိတ်နဲ့လူလောက်ရှိရတယ်ဒီလိုလိုကုန်ပြီးတော့ရုံးကုန်ပြီးတော့အောက်ပါတယ်ဒီလိုလိုလူလောက်ရှိအောင်ဒီတိုင်းလူတို့မှာဟိုနှစ်ရောင်းလုံးမဲ့တူတော့ငါးရောင်းမိသားစုကျန်တဲ့ဘာဆိုင်သားလို့ကြာပါဘူးနော်ကျွန်တော်တို့အခုလက်ရှိအခြေအနေကဒီတက်လာတဲ့ငွေပေါင်းကဟိုတက်ပေးတက်နေတယ်ကျွန်တော်တို့လက်ရှိကုန်သွင်းတော့လည်းရပ်တန့်ထားတာမရှိရပါဘူးကျွန်တော်တို့အတွက်ကတော့ပေါင်းဒီ PCB နဲ့အဲ့ဒါပုံရှိတယ်ဗျ ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ချမ်းဟီ Editors Panel ဆက်ရုံအလုပ်သမားတွေကတရက်လောအားက72000အထိတိုးပွေးဖို့စနားပြတောင်းဆိုတာအောင်မြင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီသဘောတူညီချက်ကဆက်ရုံနဲ့သဘောတူညီချက်ပဲဖြစ်ကြပါ။ခြေကံလောအားကတိုးမြင့်ပေးတာတော့မဟုတ်ပါဘူး။2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဆက်ရုံအလုပ်ရုံတွေပြန်လည်ထွက်ခွာသွားကြပြီးနိုင်ငံရေးမတည်ငြိမ်မှုလူကြီးဖောင်းပွမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကထိမနိုင်သိမနိုင်ဆိုးရွားလာခဲ့ပါတယ်။ 2018တုန်းကအင်မတာစံတပြည်ကို1400ပဲရှိခဲ့ပေမယ့်အခု2025ခုနှစ်9လပိုင်းမှာအင်မတာစံတပြည်ကို4300အထိရှိလာခဲ့ပါတယ်။2020မှာကြက်ဥတလုံးကို100ကျော်ဒီဇယ်1လီတာကို950စောင်းစီတစ်ပိတ်တာကို2400သာရှိခဲ့ပေမယ့်2025မှာတော့ကြက်ဥတလုံးကို600ဒီဇယ်1လီတာကို2500ဝန်းကျင်စောင်းအစီတစ်ပိတ်တာကို7000ကျော်အထိပေးဝယ်နေကြရပါတယ်အသားငါးတွေဆိုရင်လည်းဝက်သားတစ်ပိတ်တာကို2000ခွဲ စိတ်သားတပိတ်သားကို3000ကျော်ဈေးပေါက်နေတာကြောင့်အခြေခံလုပ်သားတွေတွေမကပဲကုမ္ပဏီဝန်ထမ်းတွေအတွက်တောင်ခက်ခဲလာတဲ့အခြေအနေမျိုးဖြစ်ပါတယ်အင်းလာကြရောမိဖို့ရေဖို့တွေအကုန်လုံးဒီအမားတို့ကပြီးရတာ哦ပြီးတော့ကုန်စည်တော့လည်းဒီနေ့သွားဝင်ဈေးတမျိုးနောက်နေ့ကျရင်တမျိုးတက်တက်လာတာကျမ်းမာရေမကောင်းလို့စိတ်ကတခါကျရင်နှစ်တောင်းအနည်းဆုံးอ่ะအဲဆိုတော့အကုန်လုံးကကျက်တင်းတာစားစားထုတ်ပြီးဆိုလို့ရှိရင်ဒီလအတွက်စံစီရစဘလူဝဲမပြီးရင်တနေ့ လုတ်သွားပြီဆိုတော့ဟိုအိမ်မှာဆိုရင်ဘက်စကားနဲ့တော့ဒီရှိတယ်ဘက်စကားကလည်းလေးရပင်နာတော့လေးရလေးရဆိုတော့နိုင်ငံကစအပေါ်တော့တွက်ချက်ပြီးတော့လုတ်တော့ပူချံမှုကတော့မရှိဘူးဘုံရဲ့တစ်စီးဆိုရင်ဟိုတစ်စီးလေးတွေဆိုရင်900ဒီတရုတ်ကစုံဆိုရင်1500စီစီးရစာစီတပိစာဆို900လောက်ရှိတယ်စံကျန်းဆိုရင်900လောက်ရှိတယ်အဲဒါဆိုတော့အဆင်မပြေဘူးလीအင်း ကုန်စည်နှုန်းစမတန်မြင့်တက်နေမှုတွေဟာအခြေခံလုံသားတွေရဲ့ဝန်တထွားကိုဖြည့်ရှင်းနိုင်မှုအခက်အခဲဖြစ်စေပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းအတွင်းကလှိုင်းသားရရွှေပြည်သားစက်မှုစုံတွေမှာလဝါကတိုးဝေးဖို့ဆန္ဒပြတောင်းဆိုမှုတွေကစက်တိုက်ဆူသလိုဖြစ်ပွားနေတာပါ။ရွှေပြည်သားမျိုးနွယ်ဝါဒရစက်မှုစုံကကုန်းဟာဂလိုရီစေယုံကအလုံသမားတွေဟာတရက်လဝါကကိုတောင်းတနာခေရရှိဖို့ဗေလ23ရက်နေ့ကစပြီးဆန္ဒပြတောင်းဆိုခဲ့ပေမဲ့သဘောတူညီမှုမရသေးသလိုလှိုင်းသားရမျိုးနွယ်ရွှေတန်လွင်စက်မှုစုံ ဒီရှမ်းဖက်ရှင်စက်ရုံကအလုပ်သမားတွေတောင်းဆိုနေတယ်။တရက်လိုအားကတောင်းခွဲကိုလည်းအခုအချိန်ထိတော့စက်ရုံဘက်ကမလက်ရောပေးခဲ့ပါဘူး။ချီပီတာဝါဒရာစမှုဆောင်က True Green Causes စက်ရုံမှာတော့အလုပ်သမားတွေကတနေ့လောက်ခလာစာတောင်းအထိရဖို့၄ရက်ကြာဆန္ဒပြတောင်းဆိုခဲ့ပေမယ့်နောက်ဆုံးမှာ၈000ပဲတိုးပေးခဲ့ပါတယ်။ဆန္ဒပြနေတဲ့အချိန်အတွင်းမှာလည်းအလုသမားသမဂအဖွဲ့ဝင်၄ဦးကိုစစ်ရုံဘက်ကအလုထုတ်ပေးခဲ့ပြီးအလုသမားတွေရဲ့စူပေါင်းတောင်းဆိုမှုကြောင့်သာအလုပြန်လဲခံထားပေးခဲ့တာပါ။ မိုင်းတရာရွှေလင်းမဆက်မှုဆောင်ကထန်ကျင်းဖက်ရှင်မိုင်းစတုန်းအထည်ချုပ်စိတ်ယုံကလှုပ်သမားတွေဟာလေဒေးကြီးတစ်တောင်းခွဲတည်းရရှိဖို့ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့တတောင်းနဲ့သာကျေနပ်ခဲ့ကြရပါတယ်ဒီလောက်ခလာကြမတိုးလာတဲ့ကိစ္စကတော်တော်ခက်ခဲတာပေါ့တယောက်ချင်းစီတောင်အစားလို့မလောက်တယောက်ချင်းစီတောင်စားလို့မလောက်ဘူးမိသားစုကိုကြွေးဖို့ဆိုတာအဝေးဖြစ်သွားတယ်အဲ့တော့ကျမတို့ကဒီမလောက်ငါးတဲ့ဒီလောက်ခနဲ့လုံးခက်ရတဲ့အခါကျတော့အဲတော်တော်မ ပြင်ပြင်ပဝင်ွေပေါ့အပိုးဝင်ွေပေါ့နော်အပိုးဝင်ွေရအောင်ကျမတို့ကြိုးစားမယ်အနေထားမျိုးဖြစ်သွားတယ်အဲဒီလှုပ်ချိန်တွေအများကြီးလဲလောက်ရတယ်နော်မနက်မိုးလင်းရနေညအထိဒါပေမဲ့အပိုးဝင်ွေကိုလည်းစဉ်းစားရတဲ့အခါမှာမျိုးမိန်းကလေးဆိုပါလို့ပဲဘာလို့ဘာလို့သွားကြနိုင်လဲလဲနော်ဟို EU ကတော့အ brand တွေထွက်သွားလို့ရှိရင်အမျိုးသမီးတွေပြည်သက်သားတွေဖြစ်သွားမယ်လို့ပြောတယ်အခုသူတို့မထွက်ဘူးကျမတို့အမျိုးသမီးတွေပြည်သက်သားတွေဖြစ်ဖြစ်နေရတယ်အများကြီးဖြစ်လာပြီ ဒါထိကျုပ်ဆက်တာတခုတည်းနဲ့မဟုတ်ဘူးပေါ့နော်အတခြားကဏ္ဍတွေမှာလည်းဒီလိုခက်ခဲတွေအများကြီးဖြစ်တယ်။ဘာလို့ဆိုတော့တနိုင်ငံလုံးမှာဒုက္ခရောက်ဆိုတော့ဒီလိုဟိုလုခလာစာနေပါခြင်းဒီကျမတို့ရဲ့အလုပ်သမားတွေပေါ့မှာလူမှုရေးစီးပွားရေးကျန်းမာရေးပညာရေးအဖက်ဖက်ကိုကျမတို့နှိမ်ကြသွားစေတယ်ပေါ့နော် မြန်မာလူသားတွေတွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့အိန္ဒိယချင်းထိုင်းနိုင်ငံရဲ့အခြေခံလောက်ခလာစာကတော့တရက်ကိုမြန်မာကျပ်ငွေ6000နီးပါးရှိပါတယ်။ဒါဟာမြန်မာနိုင်ငံကသတ်မှတ်ထားတဲ့အခြေခံလောက်ခလာစာကျပ်4800နဲ့နှိုင်းရှင်ရင်ရားစွာကွာခြားနေတာပါ။မြန်မာနိုင်ငံမှာအခြေခံလောအားကနေပါလွန်နဲ့ပြည်ထနာဟာအစိုးရတွေမှာအဓိကတာဝန်ရှိပြီးလက်ရှိသတ်မှတ်ထားတဲ့အခအခြေငွေကလောက်သားပြည်သူတွေနေထိုင်စားသောက်ဖို့လုံလောက်မှုရှိမရှိအလေးထားသုံးသပ်မှုတွေဘူဟာရချမှတ်လောက်ဆောင်မှုတွေအားနည်းခဲ့တယ်လို့ အလုသမားရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ဒါအပြင်နိုင်ငံရေးမတည်ငြိမ်မှုဝေဈေးဖောင်းပွားမှုတွေကြောင့်စီးပွားရေးတည်ငြိမ်အောင်မထိန်းနိုင်တယ်လို့အာဂရီလိုက်စားမှုတွေကလည်းခြေကံလောကတိုးမြင့်ရေးအတွက်အဟံတားတွေဖြစ်တယ်လို့ဆိုပါတယ်။အတူကတော့အဲလောက်မားလေးလာစားတိုးရတော့မယ်ဆိုလို့ဆိုရှင်အဲအလုပ်ရှင်တွေနဲ့ဒီဟိုတက်ဆိုင်ကအစိုးရနဲ့ညှိရတာအောင် ကြည့်ရတော့အခုချိန်ကအဲဒီဒီဟိုးရင်တွေကပါအလုပ်ရှင်တွေကပြောမယ်ဆိုလို့ဆိုရှင်တော့ဒီလူမားတွေကိုပြင်းနေစားအဲဝင်းကြီးဌာနနဲ့ပြည်လျောင်ဖြစ်လိုက်တဲ့အခြေအနေတွေကများတယ်ပေါ့ဒါကြောင့်လူမားတွေကလည်းအလုပ်ခက်လာတာတုံ့ပြန်ပြီးဖို့ဆိုပြီးတော့ညကကိုဗစ်မတိုင်ရင်လည်းကဒီဒီလောက်ခက်လာတာတိုက်ပွဲတွေအဲဒီဆိုးရွားကိုတောက်ဆိုကြတာတွေတော်တော်ပြင်းပြင်းဖြစ်လာတာအဲဒီနောက်ဆက်တွဲကတော့နောက်ကိုဗစ်တွေဖြစ်အနာတေးအဲဒီအခြေအနေတော့ ဟိုပြောမယ်ဆိုလို့ဆိုရှင်ဟိုတစ်ဆက်ခဲကမကောင်းတာတွေပဲဖြစ်လာတဲ့အချိန်တုန်းကဒီလောက်ခလာကြအဲတုံ့ပြန်ပြီးဖို့ဆိုတာကဒီသူတို့ကောင်းတယ်မှလည်းမရှိတဲ့အချိန်ဖြစ်တာပေါ့